နှစ်စွန်းခုနှစ်နှစ်စွန်းခုနှစ်ကနေ၅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 စွန်းခုနှစ်အမြန်ပြောရအောင်နော်ပထမကြတာတွေကတော့ဒီကနှစ်စွန်းခုနှစ်မှာတဲ့24ချိန်မှာပရိတ်ချပထမဒုတိယမှာလည်းနှစ်စွန်းခုနှစ်မှာတဲ့ကျွန်တော်တို့24ချိန်မှာပရိတ်ချနော်တတိယမှာလည်းနှစ်စွန်းခုနှစ်24ချိန်မှာပရိတ်ချ လိုရင်းပြရတာပေါ့ဗျာနော်ကေစတုဌမှာလည်းနှစ်ဆုံးကူနဲ့24ချိန်မှာဗရိတ်6ပေါ့နော်အဲ့လိုဖြစ်ပြီးတော့တဲ့အဲ့ဒီနှစ်ဆုံးကူနဲ့မှာပထမကြာသီးလေးကနှစ်ဆုံးကူနဲ့မှာကျွန်တော်နှစ်ပိတ်လေးအရင်လိုက်ကြည့်အောင်နှစ်ပိတ်အဲ့ဒီနှစ်နှစ်ဆုံးကူနဲ့မို့နှစ်နှစ်လို့စပိတ်တာနဲ့အဲ့နှစ်ပိတ်ခံရတဲ့အောက်ကကနန်းလေး ိုရှစ်ချောင်းဆိုတဲ့ကဏ္ဍလေးအဲ့ဒီငါးစုံကူးနဲ့သူ့ရဲ့ဘေးတိုက်ကိုသူကတပင်ချာနှစ်ပင်ချာကိုသူကယူရတယ်။အဲ့လိုယူရတဲ့ခါကျလဲသူကဒီမှာအဲ့နှစ်စုံကူးနဲ့မှာ24ချင်းပရိချောက်လို့ကြတာနဲ့သူကနောက်ပေါင်း6ရဲ့အောက်ကိုကြတယ်။နောက်တစ်ခါဒီကနှစ်စုံကူးနဲ့မှာလဲအဲ့လိုနှစ်ပိတ်အဲဒီမှာနှစ်ပိတ်လို့စတွေ့တာနဲ့အဲ့ဒီနှစ်စုံကူးနဲ့ကဒီကကဏ္ဍ၅လေး၃လေးကိုတဲ့သူကလည်းအဲ့လိုရွေ့ရွေ့တော့မယ်ဆိုလဲခုနပြောသလိုနှစ်စုံကူးနဲ့မှာပရိချောက်မှု နောက်ပေါင်း6ကြာတာ ਨੇ ရွေ့လေလားပေါ့ဗျာအဲပရမဒုတိယတတိယမှာလည်းအဲ့ဒီမှာနှစ်စွန်းကူးနဲ့ကိုနှစ်ပိတ်လေးစာကြည့်လိုက်ဗျာဒီမှာနှစ်ပိတ်ပြီအဲ့နှစ်ပိတ်ရဲ့အောက်ကခွန်သုံးညာလေးလေးကိုတဲ့ငါးစွန်းကူးနဲ့မှာအဲ့လိုပင်ကြားကြိုက်လေးပေါ့နော်တပင်ကြားအဲ့ဒီဟာလည်းသူကနောက်ပေါင်း6ရဲ့အောက်မှာကြာမှာလားတဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်နှစ်စွန်းကူးနဲ့မှာဒီမှာနှစ်ကစပိတ်တယ်ပေါ့နော်နောက်ပေါင်း6ကတော့ဒီမှာမကြာသေးဘူးသူကနှစ်ပိတ်ရဲ့အောက်ကကဏန်းဆိုဒီမှာက ထိုးရမယ်ဆိုလို့ရှိရင်ဥပမာပြင်းနှစ်ပိတ်တဲ့ကဏ္ဍထိုးရမယ်ဆိုရင်နှစ်ပိတ်ရဲ့အောက်ကကဏ္ဍဆိုရင်ဒီမှာက3ည1နှစ်ရှိတယ်။ဒါဆိုနှစ်ပိတ်ရဲ့အောက်ကကဏ္ဍဆိုလို့ရှိရင်ခွန်3ည3ရှိတယ်။ဒါပေမဲ့လို့ तू ကစောင့်မနေနဲ့ပေါ့ဗျာလိုက်ထိုးရင်တော့ဒီချိန်ကဒီချိန်ဆိုလို့ရှိရင် तू က6 4နှစ်ဆိုတဲ့ကဏ္ဍထိုးရတယ်ပေါ့နော်။အဲ तू ကအဲ့လိုမျိုးနော်ထပ်ပြောမယ်နော်ပထမကြာတာတော့ तू ကအတူကြာတယ်လို့ယူဆရတယ်နော်။ဟုတ်ပြီထပ်ပြောမယ်ဗျာ။ အဲဒီကနှစ်ဆွန်းခု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 အေးပထမအဲ့နှစ်ဆွန်းခုနဲ့မှာတဲ့24ချိန်မှာပရိတ်6ကြာခဲ့တယ်ပေါ့နော်အဲ့လိုပရိတ်6ကြာခဲ့လို့အဲ့နှစ်ဆွန်းခုနဲ့မှာနှစ်လို့စပိတ်တာအဲ့ဒီနှစ်လို့နော်နှစ်ဆွန်းခုနဲ့မှာစပိတ်တဲ့နှစ်နှစ်စပိတ်တာတွေ့လိုက်တာ ਨੇ သူ့ရဲ့အောက်က966ဆိုတဲ့ကဏ္ဍသည်သူ့ရဲ့နောက်5ဆွန်းခုနဲ့မှာအဲ့ဒီမှာနှစ်ဆွန်းခုနဲ့မှာ20 24တိပရိချောင်းမို့လို့တဲ့နောက်ပေါင်း6ရဲ့အောက်ကိုရွေးလိုက်တယ်ပေါ့နော်ပရမဒုတိယမှာလည်းနှစ်စွန်းကူးနဲ့မှာတဲ့24တိပရိချောင်းပေါ့နော်အဲ့လိုပရိချောင်းမို့နှစ်စွန်းကူးနဲ့မို့လို့တဲ့နှစ်လို့ပိတ်တာနဲ့သူ့ရဲ့အောက်က5 4 3ဆိုတဲ့ကဏ္ဍသူ့ရဲ့အောက်တပင်ကြားကိုခုနကနှစ်စွန်းကူးနဲ့24တိပရိချောင်းမို့လို့နော်နှစ်ပိတ်နောက်ပေါင်း6တွေ့တာနဲ့သူရှိနေတယ်ပေါ့နော် ဘုမဒုတိယတတိယမှာလည်းအဲ့နှစ်ဆွန်းကူနဲ့မှာတဲ့24ချိန်မှာပရိချောက်လို့ကြတာနဲ့အဲ့ဒီနှစ်ဆွန်းကူနဲ့က နှစ်ဆွန်းကူနဲ့မှုနှစ်လို့ပိတ်တာနဲ့သူ့အောက်က480ဆိုတဲ့ကနန်းဒီသူ့နောက်တဲ့နဲ့ကိုခုနကကျွန်တော်ပြောတဲ့နှစ်ဆွန်းကူနဲ့24ချိန်ပရိချောက်မလို့တဲ့ဒီမှာနောက်ပေါင်း6ကြာတာနဲ့ကြာတယ်ဗောလေဒါဆို သူလိုပဲဆက်ကြအောင်မလားဒါဆိုနှစ်ဆွန်းကူနဲ့မှာလဲ24ချိန်မှာပရိချောက်လို့ရိုက်ပြီး ဒါဆိုအဲ့ဒီနှစ်စွန်းကူနဲ့ကနှစ်လို့ပိတ်တာဒီမှာဒီမှာနှစ်လို့ပိတ်ခဲ့ပြီဒါဆိုနှစ်လို့ပိတ်ခဲ့တဲ့အောက်ကကဏ္ဍတစ်ပွဲရွေ့မယ်ဆိုရင်တမာကတုံညာတင်းနဲ့ရှိတယ်နော်ဒါဆိုရင်နောက်တစ်ခါနှစ်လို့ပိတ်တဲ့အောက်ကကဏ္ဍရွေ့မယ်ဆိုရင်ဒီမှာကခွန်တုံညာတုံးရှိတယ်နော်ပြောချင်တာအဲအဲ့ဒါဆိုသူက မဟုတ်သည်ဟုတ်သည်ဖြစ်သည်ပေါ့ဗျာကျွန်တော်တို့အတိတ်ပဲကြတော့ဒီလိုမျိုးနောက်ပေါင်း၆ကြာတာနဲ့ထိုးပေါ့နော်ဒီမှာနောက်ပေါင်း၆ကြာတာမကြောက်ပေါ့ဗျာဒါပေမဲ့ဒီဘက်ဒီဘက်နောက်ပေါင်း၆ကကြာတာဒါလည်းရှိတယ်ပေါ့နော်ထားခဲ့တော့နော်ဒါဆိုရင်ပြောချင်တဲ့အတိတ်ပဲကနော်ခုနကပြောသလိုနောက်ပေါင်း၆ကြာရင်တော့ပို့ထိုးပေါ့နော်နှစ်စွန်းကူးနှစ်ကကဏန်းလေးတကွက်ကိုအချိန်တိုင်းဒီချိန်မှာဆိုရင်ဒီကဏန်းလေးကိုဒီလိုထိုးရမယ်ဒီချိန်မှာဆိုရင်ဒီကဏန်းလေးကိုဒီလိုထိုးရမယ်ထိုးသွားလဲစေခြင်းနဲ့ဒါမျိုးလေးက မတက်ကလေးပေါ့ဗျာပေးရင်ပေါ့ဒါမျိုးလေးနော်လူလေးတွေဒါမှတ်ထားလိုက်ပေါ့နော်နော်ဒီလူလေးတွေဒါမှတ်ထားလိုက်ဒါမျိုးလေးကပေးရင်တော့ခင်ဗျားတို့ရမှာပေါ့ပတ်လည်ထိုးပေါ့နော်ဒါမျိုးလေးကိုကြက်ကရှိတာနဲ့စုံခဲ့ရင်နော်အဲ့ဒါမျိုးလေးတွေထိုးတင်တယ်လို့လဲတိုက်တွန်းပါတယ်နော်ဒါကတော့သူ့ကျိန်တိုင်းကိုပေါ့နော် ဒါသူ့ချိန်တိုင်းကိုအဲ့လိုလေးလိုက်ထိုးပေါ့နော်ဒီလိုပါပဲနော်အဲ့အတိုင်းလေးမှတ်တထားရပြီးတော့နော်လိုင်းကောင်းပါတယ်ဟုတ်ကဲ့ဗျာနော်ဒါကျွန်တော်ကဲကျွန်တော်တို့သူ့ရှိရကြားတဲ့၃ကက်ကတော့အမှန်ပဲလို့လည်းယူဆရတယ်ဗျာနော်အော်ဘီနှစ်ဆွန်းကူးနဲ့မှာတဲ့နှစ်ဆွန်းကူးနဲ့မှာနော်ထပ်ပြောတာက လိုင်းမကောင်းတဲ့ဒါထစ်ထစ်နေတော့ကားလေကိုအရှိရပြောပြီးလက်ကမရောက်နော်အတန်ကရောက်ပြီးလက်ကမရောက်ပြောတာတော့ဒီကပြောတာအမှန်ပြောတယ်လိုင်းမကောင်းတော့နော် ကဲဟုတ်ပြီနှစ်ဆွန်းကူးနဲ့မှာ24ချိန်ပရိချောက်လို့ကြားတယ်နောက်တစ်ခါနှစ်ဆွန်းကူးနဲ့မှာလည်း24ချိန်ပရိချောက်ကြားတယ်နောက်တစ်ခါနှစ်ဆွန်းကူးနဲ့မှာ24ချိန်ပရိချောက်ကြားတယ်နောက်တစ်ခါနှစ်ဆွန်းကူးနဲ့မှာ24ချိန်ပရိချောက်ကြားတယ်အဲ့ဒီတော့တဲ့ဒီကနှစ်ဆွန်းကူးနဲ့မို့အဲ့ဒီနှစ်ဆွန်းကူးနဲ့သူ့ရဲ့နောက်တစ်ပတ်မှာအဲ့ဒီနှစ်ဆွန်းကူးနဲ့က24ချိန်ပရိချောက်မို့လို့သူကနှစ်ပိတ်နှစ်ပိတ်တာနဲ့အဲ့မှာနောက်ပေါင်း6တွေ့တာနဲ့ဒီအောက်က96ကိုရွေ့တယ် ဒါဆိုလဲဒီကနှစ်ဆွန်းကူးနဲ့မာနှစ်ပိတ်ကလေးစတွေ့ပြီတဲ့နှစ်ပိတ်လေးစတွေ့ရအဲ့နှစ်ပိတ်ကအောက်ကကဏန်းလေးကြီးတဲ့နောက်ပေါင်း6ရဲ့အောက်မှာရွေ့တယ်ဒါဆိုလဲဒီကဏန်းလေးကိုသူ့နောက်တနေ့မှာနောက်ပေါင်း6ပရိတ်6မို့လို့သူကနှစ်ဆွန်းကူးနဲ့ကနှစ်ပိတ်စတွေ့တာနဲ့နောက်ပေါင်း6ရဲ့အောက်ကိုကြားတယ်လို့ကျွန်တော်ယူဆပါတယ်ဒါဆိုဒီကနှစ်ဆွန်းကူးနဲ့မှာလဲ24ကြိမ်ပရိတ်6မို့အဲ့ဒီနှစ်ဆွန်းကူးနဲ့ကနှစ်လို့စပိတ်တာနဲ့သူ့ရဲ့အောက်က4 90ဆိုတဲ့ကဏန်းလေးကြီးဒီကနှစ်ပိတ် နောက်ပေါင်း6အဲ့ဒီ6ဒီ24ကြိမ် ဗရိတ်ချောက်မို့လို့အဲ့ဒီမှာနောက်ပေါင်း6ရက်အောက်မှာကြရတယ်တဲ့ဒါဆိုကျွန်တော်တို့ဒီမှာနှစ်ဆွန်းကူးနဲ့မှာ24ချိန်မှာဗရိတ်ချောက်မို့လို့တဲ့ဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့အမှန်ကန်ပေးမယ်ဆိုရင်ဒီမှာနှစ်ပိတ်ရအောက်ကကနန်းဆိုရင်ဒီမှာကနှစ်ပိတ်ရအောက်ကကနန်းဆိုရင်ဒီမှာကထိုးစရာကတော့ဒီမှာတုံညာတင်းနဲ့ရှိတယ်နောက်တစ်ခါနှစ်စပိတ်တဲ့ကနန်းကိုတင်းတင်းပြပြကြမယ်ဆိုဟောဒီတုံညာတင်းနဲ့ကိုဒီချိန်ကိုထိုးရမယ်ပေါ့နော် ဒါဆိုရင်နောက်တခါနှစ်စနှစ်ပိတ်တာနဲ့ကဏန်လေးကြပါလေဆိုရဲဒီကဏန်ကိုဒီချိန်မှာထိုးရမယ်။ကဲအဲ့ဒါမှမဟုတ်ဘူးကွာထိုးခြင်းနဲ့ကြိုက်တယ်ဆိုလို့ရှိရင်ပြောခြင်းနဲ့အတိပယ်ကအခုချိန်ကစလို့6-4နှစ်ကိုဒီမှာထိုးရပါပြီ။အချိန်တိုင်းလိုက်ထိုးပေါ့ဗျာ။ तू ကတည်ခဲ့လို့ရှိရင်တော့ तू ရွေ့เสียရှိရဲ့။ဒါဆိုရင်ဥမာပြည့်နောက်ပေါင်းလျှောက်ကြခဲ့ရင်လည်းလိုက်ထိုးပေါ့။ပြောခြင်းနာကတော့အတိပယ်ကနှစ်စွန်းခုနှစ်ကကဏန်လေးဒီသူ့ရဲ့ ငါးစုခုနဲ့အဲ့လိုလေးတပင်ကြာလေးရွေ့တယ်ပေါ့နော်ဒီမှာတော့ခုနကကျွန်တော်ပြောသလိုပဲအားလုံးလည်းရှင်းပါတော့နှစ်စွန်းခုနဲ့24ကြိမ်ဗတိချောင်းမို့အဲ့ဒီနှစ်စွန်းခုနဲ့မို့လို့နှစ်လို့ပိတ်တာနဲ့သူ့အောက်ကနှစ်ပိတ်ရဲ့အောက်က96နောက်ပေါင်း6ဘာကြောင့်နောက်ပေါင်း6လဲနှစ်စွန်းပေါင်း6မို့အဲ့ဒီကနန်းနှစ်ပိတ်နောက်ပေါင်း6တွေ့တာနဲ့ဒီကနန်းကိုတည်ရွေ့တယ်ဒီမှာလည်းနှစ်စွန်းခုနဲ့24ကြိမ်မှာဗတိချောင်းမို့အဲ့ဒီနှစ်စွန်းခုနဲ့ကနှစ်လို့ပိတ်တာနဲ့ သူ့အောက်က၅လေး၃ဆိုတဲ့ကဏ္ဍဒီနှစ်ပိတ်နောက်ပေါင်း၆ရအောက်မှာကြတယ်။အဲ့ဒီ၆ကဘာ၆လဲဆိုအဲ့ဒီနှစ်ဆွန်းကူနဲ့24ချင်းပရိတ်၆ပို့လို့ဒီလိုယူဆပါတယ်။ဒါဆိုရင်နှစ်ဆွန်းကူတွေမှာလည်း24ချင်းပရိတ်၆လို့ကြပြန်ပြီ။ဒါဆိုအဲ့ဒီနှစ်ဆွန်းကူနဲ့နှစ်လို့စပိတ်တာတွေ့တာနဲ့နှစ်ပိတ်ရအောက်ကကဏ္ဍလေး၄90ကိုလေတဲ့။နှစ်ပိတ်နောက်ပေါင်း၆အဲ့ဒီ၆ဒီနှစ်ဆွန်းကူနဲ့နောက်ပေါင်း၆မောက် sorry ပရိတ်၆မို့လို့အဲ့မှာနှစ်ပိတ်နောက်ပေါင်း၆တွေ့ရတဲ့ဒီကဏ္ဍလေးကိုကြတယ်။ ဒါဆိုရင်ကျွန်တော်တို့ဒီမှာလဲနှစ်စွန်းခုနဲ့၂၀လေးကျွန်တော်ဘရိတ်ချောက်ကရိုက်ပြီတဲ့ဒါဆိုရင်သူကနှစ်ပိတ်ရဲ့အောက်ကကနန်းကိုဆိုလို့ရှိရင်နောက်ပေါင်းချောက်မကြကြကြပေါ့လေနှစ်ပိတ်ရဲ့အောက်ကကနန်းဆိုရင်ဒီမှာက၃ညနှစ်စပိတ်တဲ့အောက်ကကနန်းတို့ဒီမှာက၃ညတင်းနဲ့ရှိတယ်ဒါဆိုအဲ့လိုမဟုတ်သေးဘူးနှစ်ပိတ်ရဲ့အောက်ကကနန်းလေးပဲလိုက်ကြပြီးဒီမှာခွန်၃ညတို့အဲ့ဒီနှစ်ကွက်ရှိတာပေါ့နော်အေးအဲ့လိုမှတော့နှစ်ပိတ်နောက်ပေါင်း၆ကိုမစောင့်နေပါနဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီချိန်ကစပြီးတော့ဒီမှာ၆လေးနှစ်ဆိုတဲ့ကနန်းထိုးရပြီးတော့ နောက်တစ်ကြိမ်ကြာလို့ရှိရင်3ညတက်နဲ့ထိုးရပြီ။နောက်တစ်ကြိမ်ကြာတော့196ထိုးမယ်။နောက်တစ်ကြိမ်ကြာတော့8300ညခွန်ထိုးမယ်။နောက်တစ်ကြိမ်လေးတခွန်ထိုးမယ်။နောက်တစ်ကြိမ်5300ညလေးထိုးမယ်။နောက်တစ်ကြိမ်ကျ59လေးထိုးမယ်။အဲနောက်တစ်ကြိမ်ကျ583ထိုးမယ်။အဲလိုလေးလိုက်ထိုးစေချင်ပါတယ်။နော်။နော်အဲ့တော့ကျွန်တော်ပြောတာရှင်းတယ်မို့လားဗျာနော်အားလုံးရပါပြီနော်ရှင်းပါပြီနော် ဲဒီချိန်ငါစာထိုးပေါ်ပြန်သူတည်ပြီးအဲနှစ်ပိတ်ကတော့မှန်ခဲ့ပြီပေါ့နှစ်လို့စပိတ်တာနဲ့သူ့ရအောက်ကကနန်းထိုးရမယ်ပေါ့ဗျာနောက်ပေါ့ဒါမဲ့ကျွန်တော်တို့နောက်ပူကောင်းတာတော့အဲနှစ်ပိတ်နောက်ပေါင်း၆ကြာခဲ့ရင်တော့ပူကောင်းတာပေါ့အဲ့ကြတော့ကျွန်တော်တို့ကပြောခြင်းနဲ့အတိတ်ပဲကထပ်ပြောမယ်နော်လိုင်းကကောင်းသေးလားအဲ့တော့ကျွန်တော် YouTube မှာပြတဲ့နောက်ပေါင်း6နဲ့666တို့690တို့ပြောလိုက်တဲ့စနစ်မှာကျတော့ဟောကြည့်ကြဆိုပြရနော် နော်နောက်ပေါင်း6ကိုပြောထားတဲ့966လို့690လို့ဥပမာပြောတဲ့စနစ်မှာဆိုရင်ထပ်ပြောမယ်နှစ်စွန်းကူးနဲ့24ချိန်မှာပရိချောင်းလို့ကြာတာနဲ့အဲ့နှစ်စွန်းကူးနဲ့နှစ်လို့စပိတ်တာနဲ့အဲ့ဒီရဲ့နောက်မှာနောက်ပေါင်း6ပါတယ်ဗျာအဲ့လို6လိုက်တာနဲ့အဲ့နှစ်ပိတ်ရဲ့အောက်ကကဏန်းကိုရွေးပါတယ်တဲ့ဟောနော် ဒါဆိုရင်နှစ်စွန်းကူးနဲ့24ချိန်မှာပရိတ်ချလို့ရိုက်တာနဲ့အဲ့ဒီနှစ်စွန်းကူးနဲ့မှာနှစ်လို့စပိတ်တာနဲ့အဲ့ဒီရဲ့နောက်တဲ့မှာနောက်ပေါင်း6ပါတယ်ဗျာအဲ့လိုအောက်ပြီးမှဒီဟာသူ့ရဲ့အောက်ကကနန်းရွေးပါတယ်ဗျာဒါဆိုရင်ပရမဒုတိယတတိယမှာနှစ်စွန်းကူးနဲ့24ချိန်ပရိတ်ချတဲ့ဒါဆိုရင်အဲ့ဒီနှစ်လို့စပိတ်တာနဲ့နှစ်ပိတ်ရဲ့နောက်ဇောင်းတပင်းချမှာနောက်ပေါင်း6ပါတယ်ဗျာအဲ့လိုပြီးမှ၄၃ညကုန်ကိုရွေးပါတယ်ဗျာ ဒါဆိုရင်နှစ်စွန်းကူးနဲ့မှာနှစ်စွန်းကူးနဲ့မှာ24ချိန်မှာပရိချောက်လို့တွေ့ပြီဒါဆိုအဲ့ဒီနှစ်စွန်းကူးနဲ့ကိုနှစ်လို့စပိတ်တာနဲ့ကျွန်တော်တို့ဒီလာမဲ့16ရက်4လ2020နဲ့5မှာနှစ်ပိတ်တာနဲ့ဒီချိန်မှာမဖြစ်မနေနောက်ပေါင်း6ဆိုတဲ့ပေါင်းချင်းအတန်လေးကထဲ့ကစားရအောင်မယ်မဟုတ်နောက်ပေါင်း6မဟုတ်တော့6ဆိုတဲ့အတန်ကိုကျွန်တော်တို့ထဲ့ကစားရအောင်မယ်เนาะနှစ်စပိတ်တာနဲ့ရှင်းတယ်မို့လားဗျာเนาะ အဲ့လိုဖြစ်လို့ရှိရင်သူ့အောက်ကဒီကနန်းလေးကိုနောက်တစ်ကြိမ်ထိုးမယ်ဒါအကြိမ်တိုင်းတော့လိုက်ထိုးအောင်ပေါ့နော်ဒါရှင်းရှင်းလေးပြော